မချသေးမီကအဖြစ်ပြက်များသည့်အီရန်၏နျူကလ িয়ার အစီအစဉ်နှင့်ပတ်သက်၍ဒိမမှုများတိုးမြင့်လာကကမ္ဘာကောင်းဆောင်များ၏ပြင်းထန်သောတုံ့ပြန်မှုများကိုဖြစ်ပေါ်စေခဲ့သည်အာရဗ်ကောင်းဆောင်များသည့်အီရန်၏နျူကလ িয়ার ရည်မှန်းချက်များနှင့်ပတ်သက်၍ဆိုးရိမ်နေသည်မှာကြားပါပြီဥပမာအားဖြင့်ဆော်ဂျီပရင်အဗ်ဒူလာကအီရန်၏နျူကလ িয়ার နေရာများကိုတိုက်ခတ်ရန်အမေရိကန်အားမွေဤဦးခေါင်းကိုဖျက်ရန် လိုအပ်သည်ဟုတကြိမ်ကတောင်းဆိုခဲ့သည် ဘာရင်ဘရင်ဟာမတ်ကလည်းအီရန်အီနျူကလ িয়ার အစီအစဉ်သည်ဒေတာတွင်းနှင့်ချင်းချောင်းမှုမြင်မြပြင်းထန်ပုံပေါ်ဒီကိုပြသသည့်အနေဖြင့်အီရန်အီနျူကလ িয়ার အစီအစဉ်ကိုရပ်တန့်ရမည်ဟု2009ခုနှစ်တွင် ပြောကြားခဲ့ပူသည်2025ခုနှစ်မတ်လ10ရက်နေ့တွင်အီရန်နိုင်ငံ၏ထိပ်တန်းခေါင်းဆောင်အယာတိုလာအာလီခါမီနီကဒေတာတွင်း၌အီရန်အီဒုံးကျည်အကွာအဝေးနှင့်ဩဇာလွှမ်းမိုးမှုကိုကန့်တတ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရအမေရိကန်၏ကမ်းလှမ်းချက်ကိုပယ်ချခဲ့သည်။၎င်းကဤဆွေးနွေးပွဲများသည်အီရန်ကိုဖိအားပေးရန်နီလန်တခုဟုခေါ်ဆိုခဲ့ပြီးအမေရိကန်၏တောင်းဆိုချက်များသည့်ပြဿနာများကိုပြင်ဆင်ရန်ရည်ရွယ်ချက်မဟုတ်ဘဲအနိုင်ကျင့်ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်အီရန်အား၎င်း၏နျူကလ িয়ার လက်နက်အစီအစဉ်ကိုအမြန်ဆွလို့ပြီးတက်တည်ပြရန်တောင်းဆိုခဲ့သည်။ နောက်နေမှုများသည့်အမေရိကန်နှင့်အစ္စရေးတို့၏စီရေးအရရည်ယူမှုစီတို့ကူတီတွားနိုင်ကြောင်း၎င်းကသတိပေးခဲ့သည်ထရန်၏အစိုးရအဖွဲ့သည်အီရန်ကိုအထူးကြံပြည့်စုံရန်စီးပွားရေးပိတ်ဆို့မှုများကိုအသုံးပြုကာအမြင့်ဆုံးဖိအားပြုအားကိုအသုံးချလျက်ရှိသည်ထိုကိစ္စနှင့်ပတ်သက်ပြီးကာတာဝန်ကြီးချုပ်ရဲ့မှတ်ချက်နှင့်ပတ်သက်ပြီးအတိအကျစီရင်ခန်းစာမထုတ်ပြန်သေးပါဘူးကာတာ၏ပုံမှန်အဖြစ်ဒေတာတွင် ရိပခများတွင်ငြိမ်းချမ်းသောဖြစ်စဉ်ဤများကိုထောက်ခံပြီးတင်းမာမှုများကိုစော့ချရန်ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရန်တွန်းအားပေးနေနိုင်သည်တတ်တမန်ရေးရာဒုက္ခမှုများနှင့်ဒေတာတွင်ဆွေးပြောင်းမှုများနှင့်အတူအခြေအနေများသည်ပြောင်းလဲနေစေဖြစ်သည်အီရန်၏နျူကလ িয়ার အစီအစဉ်စိန်ခေါ်မှုများနှင့်ဒေတာတွင်တည်ငြိမ်မှုအပေါ်၎င်း၏တည်ရောက်မှုများကိုကန့်တွဲပြင်ဆင်ရန်အတွက်တွေးဆုံဆွေးနွေးရင်း ငိမ့်ချန်သောနိလန်းများလိုအပ်ကြောင်းကဘာကအနိကစောင့်ကြည့်လျက်ရှိသည်